ခုတစ်ခါမှာတော့ thesis လုပ်တဲ့သူတွေအနေနဲ့ပေါ့နော် excel ထဲမှာအလုပ်လုပ်တဲ့အခါမှာပထမဆုံးအဆင့်က data entry ပေါ့ data တွင်းရမှာဖြစ်ပါတယ် data တွင်းတဲ့အခါမှာဒီ set ထဲကိုကျုံတလို့တွင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့လို့ကိုက data entry တက်တက်လုပ်မှာမဟုတ်ဘူးပေါ့နော်ဒီ data ကိုဒီ excel ထဲမှာထည့်ပြီးသွားပြီဆိုလို့ရှိရင် data analysis ဆိုတာလုပ်ရမှာဖြစ်ပါတယ်အဲ့လို analysis လုပ်ဖို့အတွက်ကိုဒီ data တွင်းတဲ့နေရာမှာအမှားကင်းနေမှာလုပ်လို့ရတာဖြစ်ပါတယ် ဒါကြောင့်မလို့အမှားအယွင်းကင်းကင်းနဲ့ပေါ့နော် data validation လုပ်ပြီးတော့မှထည့်နိုင်ဖို့ကအရန်ကိုအရေးကြီးတာဖြစ်ပါတယ်။တခါလေမှာကိုက data တွေအများကြီးကောက်ထားတယ်ပြီးတော့ allergy နဲ့တွင်းလိုက်တယ်ပေါ့နော်။အဲ့လို allergy နဲ့တွင်းလိုက်တဲ့အခါမှာအမှားဆိုတာပါတတ်တယ်ပေါ့။ဥပမာအပြင်ကိုက participant တွေစီကနေပြီးတော့မှအသက် age ဆိုတာနဲ့ပတ်သက်ပြီးတော့မှကောက်လိုက်တယ်ပေါ့နော်။အဲ့လိုကောက်လိုက်တဲ့အခါမှာကိုကောက်လိုက်တဲ့အသက်တည်း18နဲ့ကိုကောက်တယ်ဆိုပါစို့။ဒါဆိုရင်ဒီနေရာမှာ18မဟုတ်ဘဲနဲ့ တရရှိများဖြစ်နေတယ်ဆိုလို့ရှိရင်ဒါရအရန်ကိုလွဲသွားပြီပေါ့နော်မှားနေတဲ့အလုံးတွေကဘယ်နှလုံးလောက်များပါမလဲဆိုတာလည်းကိုကမသိနိုင်ဘူးပေါ့နော်ဆိုရတဲ့ကြောင့်မလို့ data validation ကိုမှန်မှန်ကန်ကန်ထည့်သွင်းဖို့အရေးကြီးပါတယ်ဒါဆိုရင် data entry လုပ်တော့မယ်ဆိုလို့ရှိရင်ဒီထိပ်မှာမိမိကောက်ထားတဲ့ variable name နေရှိမယ်ပေါ့နော်ဥပမာဒီမှာဆိုလို့ရှိရင်ခဏကပြောတဲ့ age ဆိုပါဆို age ဒီ data variable name ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ gender ဆိုပါဆို gender ရှိမယ်ပေါ့နော် ဒီတိုင်နှစ်တိုင်ရှိပါတယ်ဆိုတော့ဒါ age variable ဒါဒီ gender variable ဖြစ်ပါတယ်ဆိုတော့ age မှာမိမိကောက်ထားတဲ့အသက်အရွယ်ဒီဥပမာအဖြစ်ဟိုပေါ့16နှစ်ကနေ20အတွင်းရှိရဲဆိုပါစို့5ခုရှိရဲပေါ့နော်ဒါဆိုရင် DH ဆိုတဲ့အတိုင်းမှာ1 to 5ကလွဲလို့ကျန်တာရိုက်လို့မရအောင်ပေါ့နော်ဒါဆိုရင်အလန်းပြမယ်ပေါ့နော်ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာလေးကိုပြပြပေးရှင်ပါတယ်ဒါဆိုရင်ကိုယ့်ရဲ့ variable ဖြစ်တဲ့ဒီ A column ပေါ့ ဒီ column တစ်ခုလုံးကို select မှတ်လိုက်မယ်ပေါ့နော်မှတ်ပြီးသွားလို့ရှိရင်ဒီ data တွေက data ထဲမှာဘက်ကိုသွားလိုက်ပါ data 2ဆိုတာလေးရှိပါတယ်အဲ့ group ထဲမှာ data validation ဆိုတာလေးရှိပါတယ်တကယ်လို့ကိုယ့်ရဲ့ set ထဲမှာဒီ data validation ဆိုတဲ့ command မရှိဘူးဆိုလို့ရှိရင်လည်းပဲအရှေ့ရဗီဒီယိုမှာပြထားမှုတွေပေါ့နော် all command တွေကနေဆွဲထုတ်ယူတာမျိုးတွေပြထားမှုပါတယ်အဲ့မှာသွားကြည့်လို့လည်းရပါတယ်ဆိုတော့ဒီနေရာမှာ data validation ဆိုတာလေးကိုနှိမ့်လိုက်မယ်ဆိုရင်ဒီဟာလေးကြာလာမယ်ပေါ့နော်အဲ့တော့ထိတ်ဆုံးက data validation လေးကိုနှိမ့်လိုက်ပါနှိမ့်လိုက်မယ်ဆိုရင်ဒီ box လေးကြာလာမှာဖြစ်ပါတယ်ဒီ box ကလေးကြာလာပြီဆိုလို့ရှိရင်ဒီနေရာမှာ setting ရှိရဲ import message ရှိရဲ error alert ရှိပါနော် setting ဆိုတဲ့နေရာကိုရင်သွားမယ်သွားပြီးတော့ဒီ allow ဆိုတဲ့နေရာမှာဘယ်ဟာတွေကိုခွင့်ပြုမှာလဲပေါ့နော်ဒီမှာဆိုရင် any value ဖြစ်တဲ့အတွက်ကြောင့်ဘာပဲရိုက်ရိုက်သူကလက်ခံနေပေါ့နော်ဘယ်ကနန်းပဲရိုက်ရိုက်လက်ခံနေ125အတွင်းမဟုတ်လဲပဲ 678ရိုက်လေလက်ခံတယ်ခုနပြောလို့တရားရှိဖြစ်နေလဲသူကလက်ခံနေမှာပဲပေါ့နော်ဒါမှမဟုတ်ကိုကအဲ့လိုမျိုးမဖြစ်ချင်ဘူးဖုန်းနံပါတ်ကိုပေးထားမယ်ပေါ့နော်ဒါပေမဲ့ decimal number လည်းဒါရွေးလို့ရတယ်ပေါ့နော်မိမိစိတ်ကြိုက်လုပ်လို့ရတယ်ဒါပေမဲ့အခုတော့ဖုန်းနံပါတ်နဲ့ပဲပြလိုက်ပါမယ်ဖုန်းနံပါတ်ကိုရေးလိုက်ပါ data နေရာမှာတော့ဒါ between ကိုရွေးထားလို့ရပါတယ် minimum နေရာမှာအနည်းဆုံးခဏကဘယ်လောက်ကိုထားမှလဲပေါ့ဒီမှာဆို1ထားလိုက်မယ်အများဆုံးကို5လို့ထားလိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် မိမိသတ်မှတ်ထားတဲ့ variable a column မှာ1 to 5အတွင်းပဲလက်ခံပါဘောနော် import message ကကျတော့ဒီနေရာမှာကိုကဘာအကြောင်းကိုရိုက်နေရလဲအဲဘာတွေထည့်သွင်းရမလဲဆိုတာ data အသေးစိတ်ရေးထားလို့ရတယ်ပေါ့နော် error alert ဆိုတဲ့နေရာမှာလည်းပဲဒီနေရာမှာကိုကမှားပြီးတော့မှရိုက်လိုက်မိတယ်1 to 5မဟုတ်ဘဲနဲ့6ကိုရိုက်လိုက်မိတယ်ဆိုလို့ရှိရင်ဒီနေရာလေးမှာဒီ sign လေးပြမယ်ပေါ့ဒီ sign ကိုမလိုချင်ဘူးဆိုရင်လည်းရွေးလို့ရတယ်ပေါ့နော် warning sign ကိုပြခြင်းလား ဒါမှမဟုတ်ရှင်ရင်ဒီ information ဆိုတဲ့ဒီ sign လေးပြချင်လားပေါ့နော်ဒါပေမဲ့အခုတော့ stop ကိုပဲရွေးထားလိုက်ပါမယ် stop ကို warning ပြပြီးပြီဆိုလို့ရှင်ရင်ဒီ title ဆိုတဲ့နေရာလေးမှာပေါ့နော်ဘာကြောင့် warning ပြရတယ်လဲဆိုတာလေးကိုလည်းဒီမှာအသေးစိတ်ရေးလိုက်လို့ရတယ်ပေါ့နော်မရေးလည်းဘာမှမဖြစ်ပါဘူးကိစ္စမရှိဘူးပေါ့နော်ဆိုအားလုံးသတ်မှတ်ပြီးသွားပြီဆိုလို့ရှင်ရင် okay လေးကိုနေလိုက်ရမှာဖြစ်ပါတယ် okay နေပြီးသွားပြီဆိုလို့ရှင်ရင်ဒီ age အတိုင်းမှာသတ်မှတ်ထားတာ ဖြစ်တဲ့ပြကြောင့်မဟုတ်တော့1 to 5အတွင်းပဲဒါရိုက်လို့ရမယ်ပေါ့နော်ဒီမှာဆိုရင် 1ကိုရိုက်မယ်ဒါလက်ခံနေဘာ error alert မမပြအောင်ပေါ့နော်2ရိုက်မယ်လက်ခံနေပေါ့နော်တကယ်လို့များ1 5တက်ကျော်သွားပြီဥမာပြည့်9ကိုရိုက်ကြည့်လိုက်ပါမယ်ပြီးရင် enter လိုက်လိုက်မယ်ဆိုရင်ဒီမှာပေါ့နော်လက်မခံဘူးဒီ sign လေးနဲ့ stop sign လေးနဲ့ပြတာဖြစ်ပါဒါဆိုရင်ကိုကမှားရိုက်မိတိုင်းမှားရိုက်မိတိုင်းမှာဒီ sign လေးပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နေရာမှာမှားတယ်ဆိုတာသိတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ data တွေဒီအမှားကင်းသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ9ကို retry ဆိုတာလေးနှိပ်ပြီးတော့မှ တခုခုပေါ့နော်1 to 5အတွင်းမှာရှိတဲ့ကဏ္ဍတခုခုပြန်ရိုက်လိုက်မယ်ဆိုလို့ရှိရင်ဒါအဆင်ပြေသွားမှာဖြစ်ပါတယ်နောက်ခုအနေနဲ့ဒီ gender နေရာမှာ male female ပဲရှိရဲဆိုပါစို့ရေပုံရအဖြစ်ပေါ့နော်ဒီ male female ကိုကိုကကုတ်တင်တတ်မှတ်တဲ့နေရာမှာ1 2နောက်မလို့ရှိရင်01တတ်မှတ်မယ်ဆိုပါစို့ဒီနေရာမှာတော့1 2ပဲတတ်မှတ်ပြလိုက်မယ်ပေါ့နော်ဒီ gender column ဒီ b column တစ်ခုလုံးကိုဆက်လက်ပေးလိုက်ပါ ပေးပြီးသွားပြီဆိုရင်ခုနကအတိုင်းပဲပေါ်ဆုံးမှာ data validation ဆိုတာလေးရှိပါတယ် ဒါလည်းနေလိုက်မယ်ဆိုရင်ဒီ box play ပြန်ကြလာမယ်ပေါ့နော်ဒီနေရာမှာ any value ဖြစ်နေတယ်သူ့ကို phone number ပြောင်းမယ်1 2ရဲ့ထားမှာဖြစ်တဲ့တကြောင်မလို့ minimum နေရာမှာ1ထားမယ် maximum နေရာမှာ2ထားမှာဖြစ်ပါတယ် okay နေလိုက်မယ်ဒါဆိုရင်ဒီ gender နေရာမှာ1 2ကလွဲလို့ gender ကဏ္ဍကိုပေးထည့်တော့မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီမှာရိုက်ကြည့်ပါမယ်1 2 1 2မဟုတ်တဲ့တခြားကနန်းရကြည့်ပါမယ်။ဥပမာ9လောက်ရကြည့်မယ်ပေါ့နော်။ ။ဒါဆိုလို့ရှိရင်သူဒီ1 2ပဲလက္ခဏာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ9ဖြစ်နေရဲဆိုအောင်လက်မခံဘူးပေါ့နော်။ဒါဆိုရင် retry ကိုနှိပ်ပြီးတော့မှဒီနေရာမှာစကလုံးအမှန်ပြန်ရိုက်ပေးလိုက်ရမှာဖြစ်ပါတယ်။တကယ်လို့ data validation လုပ်ထားတာကိုပြန်ဖြုတ်ရှင်နေဆိုရင်လည်းရပါတယ်။ data validation ပြန်ဖြုတ်ရှင်နေဆိုရင်သူ့ကိုဆက်လက်ပေးမယ်ပေးပြီးတော့မှ data validation နဲ့ကခုနက data validation ဆိုတာလေးပြန်ဝင်မယ် clear all ဆိုတာလေးနှိပ်ပြီးတော့မှ okay နှိပ်လိုက်မယ်ဆိုရင် ဒီ B column မှာခုနကတော့1 2မဟုတ်တော့လည်းပဲတခြားကဏ္ဍတွေကိုလည်းပဲထည့်လို့ရမှာဖြစ်ပါတယ်ဥပမာ0ဒါဆိုရင် error sign မပြတော့ error alert မပြတော့ဘောနော် unit site ကြိုက်ဒါကဏ္ဍတွေကိုရိုက်လို့ရတာဖြစ်ပါတယ်အခုပြောပြပေးသွားတာဒီ Excel ထဲမှာ data entry လုပ်တဲ့အခါမှာ data တွေကိုအမှားအယွင်းမရှိဘဲနဲ့မှန်မှန်ကန်ကန်ထည့်တက်စေဖို့အတွက်ကို ရှင်းပြပေးခဲ့တာဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်